Your you should never VMware ရဲ့ဤပညာထောက်ပံ့ယူပြီးပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုပေးတော့မယ်လို့ AWE Bank ကကြေညာလိုက်ပါတယ်။ AWE Bank ရဲ့ data center တွေ network infrastructure တွေကိုပါ virtual ဤပညာတွေပြောင်းလဲတက်ဆင်သွားမှာမို့မြန်မာနိုင်ငံရဲ့ digital စီးပွားရေးကဏ္ဍမှာပုံမပါဝင်ဆောင်ရွက်တော့မယ်လို့ AWE Bank ကထုတ်ပြန်ထားပါတယ်။ VMware ရဲ့ virtualization ဤပညာနဲ့တိစောက်ထားတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဟိုမိုတွက်လက်မြန်ဆန်တဲ့ ID စနစ်ပုံစံသစ်တွေနဲ့ဖြည့်ဆည်းပေးထားလို့သုံးဆွဲသူတွေအတွက်ဝန်ဆောင်မှုကောင်းကောင်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Customer from financial service uh, industries are among one of our largest customers and it is not VMware ကုမ္ပဏီရုံးချုပ်က Silicon Valley မှာချိတ်ဆိုင်တည်ရှိပြီးရုံးခွဲတွေကိုကမ္ဘာအနှံ့ပြားမှာဖွင့်လှစ်ထားတာပါ။ VMware ရဲ့ virtualization နည်းပညာနဲ့တိစောက်ထားတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပုံမှုတွက်လက်မြန်ဆန်ပြီးတော့ ID စနစ်ပုံစံသစ်တွေနဲ့ဖြည့်ဆည်းပေးထားလို့သုံးစွဲသူတွေအတွက်ကိုလည်းဝန်ဆောင်မှုကောင်းတွေပေးနိုင်မှာပါ။ AYA ဘဏ်ရဲ့ data center နဲ့ network infrastructure တွေကို virtual နည်းပညာနဲ့ပြောင်းလဲတက်ဆင်သွားမှာဖြစ်ပြီးတော့ပုံမှန်သွက်လက်တဲ့ဝန်ဆောင်မှုတွေကိုလည်းပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။ VMware နည်းပညာဝန်ဆောင်မှုပေးတဲ့အခါအချင်းကုန်တက်တာပြီးလုပ်ငန်းလျင်မြန်သွက်လက်တာမှု customer တွေမျှော်လင့်ထားတဲ့ဘဏ်ဝန်ဆောင်မှုအပိုင်းဖြစ်တယ်လို့ကိုဖြူအောင်ကပြောပါတယ်။ ဒီနည်းပညာကိုသုံးပြီးမြန်မာနိုင်ငံရုံးခွဲ124ခုမှာမြန်ဆန်စိတ်ချရတဲ့ဝန်ဆောင်မှုတွေပေးသွားမှာဖြစ်ပါတယ်။နည်းပညာအကူအညီနဲ့ဝန်ဆောင်မှုပေးတဲ့အခါမှာတစ်အချက်ကျွန်တော်တို့ချိန်ကြာကြီးစောင့်ကြံရတော့ဘူးနော်။နှစ်အချက်ဒီ transition တိုင်းက accurate ဖြစ်လာတာပေါ့နော်။သုံးချက်အဲ့အတွက်ကြောင့်မလို့ customer အနေနဲ့ဒီ convenient ဖြစ်တာပေါ့နော်။ဆိုတော့ဒါကတော့ customer တော်တော်များများမျှော်လင့်တဲ့ဘဏ်ဝန်ဆောင်မှုအပိုင်းပေါ့လေ။ဆိုတော့ဒီ traditional bank banking ဝန်ဆောင်မှုကနေပြီးတော့ဒီ technology base ပေါ့နော်။နည်းပညာ base ဘန်ဝင်ဆောင်မှုမှာဟို customer အတွက် benefit အများကြီးရသလိုဘန်အတွက်လည်းအများကြီး benefit ရပါတယ်။ AY ဘန်အနေနဲ့ရွှေ့လျှောက်ဘန်ဝင်ဆောင်မှုအပိုင်းတွေတိုးတက်လာဖို့ဒီပညာကုမ္ပဏီတွေများစွာနဲ့ကူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းကြေညာခဲ့ပါတယ်။2019အကုန်မှာမိုဘိုင်းသုံးဆွဲသူဥယျာ38.9%သန်းရှိလာမယ်လို့ခန့်မှန်းထားတဲ့အကြောင်းစမတ်ဖုန်းတွေဆက်သွယ်မှုနည်းပညာတွေကြောင့်ဆက်သွယ်ရေးနဲ့အွန်လိုင်းငွေပေးချေမှု e-payment လို့ ဒီပညာသုံးစီးပွားရေးလုပ်ငန်းတွေပိုကျေပြန့်လာမယ်လို့ AY ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။